ကရင်နီမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KND ရဲ့အဖွဲ့အမည်ကိုအသုံးပြုပြီးပြန်ကြားရေးစင်တာဆိုတဲ့စာမျက်နှာအတူတစ်ခုပေါ်ပေါက်နေပါတယ်။ KNDF Information Center အမည်နဲ့ April 9ရက်2022ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တဲ့စာမျက်နှာတစ်ခုဖြစ်ပါတယ်။ဒီစာမျက်နှာကိုကျိုင်းနေတဲ့သူ2000ကျော်နဲ့စောင့်ကြည့်သူ2200ကျော်ထိရှိနေပြီဖြစ်ပါတယ်။ဒီစာမျက်နှာကိုစတင်ဖွင့်လှစ်ခဲ့တာ2နှစ်ရှိပြီဖြစ်ပေမဲ့ဓာတ်ပုံခုနှစ်ပုံနဲ့ရုပ်သံဖိုင်တစ်ခုကိုသာပြန်ဝေထားပါတယ်။ပြန်ဝေခဲ့တဲ့ဓာတ်ပုံခုနှစ်ပုံထဲမှာ KND ရဲ့တစိုက်ပုံဟာ9ပုံပါဝင်ပါတယ်။ ဒီဆံမျက်နှာနဲ့ပတ်သက်ပြီးမြေစီမကချက်လက်စစ်ဆေးခဲ့ပါတယ်ဒီဆံမျက်နှာကနေမက်လ၁၀ရက်နေ့မှာအတိပေးထုတ်ပြန်ခြင်းဆိုပြီးမိုးပြဲမှာစစ်ကောင်စီတပ်ကအသေးခံ drone တွေအသုံးပြုနေရကြောင်းပြည်သူတွေအနေနဲ့အရေးကြီးမလို့အပ်ဖဲမိုးပြဲမျိုးကိုဖျက်ဆီးသွားလာတာမလို့ဖို့မြစ်တရက်ခံပါတယ်ဆိုပြီးပုံပုံနဲ့အတူဖော်ပြထားပါတယ်ဒီပုံတွေကို Google Image Search မှာစစ်ဆေးခဲ့ပြီးမိုးပြပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမလ၁၀ရက်မှာဖြန့်ဝေခဲ့တဲ့ post ကိုပြန်လည်ကူးယူဖော်ပြထားတာဖြစ်ကြောင်းတွေ့ရပါတယ်။ဒါအပြင်မလ၁၀ရက်မှာပဲ ကျွန်တော်တို့အားလုံးယုံကြည်မျှော်လင့်ထားတဲ့အရာအတွက်အချင်းချင်းပြန်လည်တည်ရှိနေခြင်းနဲ့အတူစီလုံးညီညွတ်မှုရှိခြင်းတို့ထက်တာလုံသောလက်နက်ရှိနိုင်မည်မဟုတ်ဆိုတဲ့စာသားနဲ့အတူဖြန့်ဝေခဲ့တဲ့ရုပ်သံဖိုင်ကိုလည်းစစ်ဆေးခဲ့ပါတယ်။ဒီရုပ်သံဖိုင်နဲ့စာသားဟာလည်းကရင်အမျိုးသားများကကွယ်ရေးတပ်အမှတ်တပ်ရင်း Facebook စာမျက်နှာကဖြန့်ဝေထားတဲ့ post ကိုပြန်လည်ကူးယူထားတာဖြစ်ပါတယ်။ ကရင်ပြည်မျိုးသားများကာကွယ်တပ်ဖွဲ့ Facebook စာမျက်နှာကနေလေယခုဖော်ပြပါ KNDF Information Center Facebook Page ဟာ KNDF E သတင်းနဲ့ပြန်ကြားရေးဌာနမှာဖွင့်လှစ်ထားတော့တရားဝင် Page မဟုတ်ကြောင်းအတိပေးရပါသည်လို့မလ18ရက်နေ့ကအတိပေးထုတ်ပြန်ထားပါတယ်။ ဒီเจ้าကိုမြစီမကခရင်တဲ့ information center စာမျက်နှာကိုမေးမြန်းတဲ့အခါမှာလဲဟုတ်တယ်အတူပဲเนาะနမည်ပြောင်းတာမရဘူးဖြစ်နေရလို့စာနဲ့ရေးသားဖြစ်ဆိုပါတယ်ဒါကြောင့် KND မျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KND ရဲ့အဖွဲ့အမိခံနဲ့ပြန်ကြားရေးစင်တာဆိုပြီးဖွင့်လှစ်ထားတဲ့စာမျက်နှာဟာအစစ်မှန်မဟုတ်ပဲ KND ရဲ့အမိကိုအတုံးချပြီးဖွင့်လှစ်ထားတဲ့စာမျက်နှာအတူပဲဖြစ်ပါတယ်ဒီလိုစာမျက်နှာတူရီယာစစ်ရေးသတင်းတွေဖော်ပြပြီး like နဲ့ follower များအောင်ပြုလုပ်တာတွေရှိတတ်တယ်လို့လူငွေကောက်ခံပြီးလိမ်လဲတာတွားရောက်ဆက်သွယ်သူတွေရဲ့ပုံကိုယ်ရေးချက်လက်တွေအတွက်စိုးရိမ်စေနိုင်တာတွေဖြစ်စေပါတယ် မြေစီမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စစ်ကျင်တဲ့တင်းတွေရှိခဲ့ရင်မြေစီမကိုပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင်တော့ t.ly/ajfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စစ်စစ်ကျင်တဲ့တင်းအကြောင်းအရာကို link နဲ့တကွာပေးပို့ပေးပို့မြစ်တာရက်ခံအပ်ပါတယ်လွတ်တော်မီဒီယာရဲ့ဆက်လက်ရည်မှန်ဖို့ပရိသတ်တွေထောက်ပံ့ပေးဖို့အကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြေစီမ TV YouTube channel မှာမမဝင်ပြည့်ချက်ကိုကြီးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ